はい、皆さんこんにちは。お元気ですか?あの、このように顔じゃめるように言われます。そのディビデオまあ、ろအရှိကဗီဒီယိုမှာတော့ language school agency ရဲ့သိပ်ပြောပြရတဲ့ language school တွေအကြောင်းဆိုပြီးပြောသွားတယ်ပေါ့နော်ဆိုတော့အခုအဲ့ဒီမှာပြောသွားတဲ့အလုံးနဲ့ပတ်သက်တဲ့ဥစ္စာလေးပြောပြရမယ်ဆိုတာလေးပါအဲ့တော့ arabic တူနဲ့ပတ်သက်တဲ့တခြားအချက်ချဲ့ပြီးပြောစရာရှိသေးတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကတော့ဗီဒီယိုတက်တက်လုတ်လိုက်တော့မယ်လို့ဆုံးဖြတ်ထားပါတယ်ဒီမှာရရှိသွားမှာဆိုလို့ပါ ဆိုတော့အလုပ်ရအောင်ဘယ်လိုလုပ်ရမလဲလို့မရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့ဒီကတော့တသက်ဗီဒီယိုတစ်ခုမှပြောပြပါမယ်အခုပြောပြတော့မှာမယ်အဲ့တော့အာဒိုဘိုက်တုံနဲ့ပတ်သက်ပြီးတော့သိရမယ့်အချက်လေးတွေပေါ့နော်ဆိုဘလူးရှိုင်းကောင်းမလဲဘလူးရှိုင်းမြင်မြင်ရမလဲဆိုတာတွေအထက်လက်ရှိဂျပန်ကဒီနိုင်ငံသားတွေကိုအလုတ်ခန့်တဲ့ပုံစံပြီးွားလို့ရှိရင်အာဒီဘိုက်တို့တွေကဘလိုမျိုးတွေရှိလဲ ဘလို့လူတွေကိုခန့်နေဆိုတဲ့ဥစ္စာတွေကိုပဲပြောပြသွားမှာဖြစ်ပါတယ်။အဲအတုတ်ကဘလို့ရှာရင်မြင်မြင်ရတယ်လို့ပါတော့အဲ့လိုမျိုးတွေပြောမှာတော့မဟုတ်ဘောနော်။အဲ့ဒီလက်နေကလူပေါ်မှာမူတည်ပြီးတော့မှန်ချင်မှလည်းမှန်တာလေနော်။အဲ့ဒါကြောင့်မလို့ပါ။ဟဲ့ဆိုတော့အရင်ဆုံးပြောချင်တာကပါလေဆိုတော့ဂျပန်မှာအလုပ်မြင်မြင်ရဖို့လို့အတွက်ကိုယ်မှာဘာရည်ချင်းရှိနေရမလဲပေါ့။ ဂျပန်မှာအလုပ်မြန်မြန်ရဖို့လို့တွေရှိနေရမယ့်အရေးအချင်းအတီးကနှစ်မျိုးရှိပါတယ်။အဲ့ဒါဂျပန်စာနဲ့အလုပ်မှတ်နိုင်စွမ်းပါ။ဆိုတော့ဂျပန်စာတော်နေရမယ်။အလုပ်မှတ်နိုင်စွမ်းညံရမယ်။အဲ့နှစ်ခုရှိလို့ရှိလို့ရှိရင်အလုပ်မှာနေရာလည်းရတယ်။လူချစ်လူခင်လည်းပေါ်တယ်။အဲ့တော့ဂျပန်စာမရလို့ရှိလို့ရှိရင်အလုပ်ကမခန့်ကြဘူးပေါ့။ဘာလို့လဲဆိုတော့သူကအင်တာဗျူးမှာမေးလိုက်တယ်။ချက်ချင်း ပြန်ပြောတော့ဥစား response ကလည်းမလုပ်နိုင်ဘူးမိုးကြီးတော့ negative shimmers တွေခဏခဏဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့အလုပ်ရှင်ကဒေချာပေါက်မခံတော့ဘာလို့လဲဆိုတော့အကဲအလုပ်ကစကားမပြောရတဲ့အလုပ်ဆိုလို့ရှိရင်တော့တမျိုးပေါ့နော်ဒါပေမဲ့စကားပြောရတဲ့အလုပ်ဆိုရင်စကားပြောတတ်ဖို့လည်းလိုသလိုနောက်တစ်ခုကကြာတော့စကားမပြောရဘူးဆိုရင်တော့အလုပ်ကိုသင်ပေးဖို့အတွက်အချင်းချင်းဂျပန်လိုပြောရမယ်နေနော်အဲ့အတွက်ကြောင့်မလို့ဂျပန်စား response ကောင်းကောင်းမလုပ်နိုင်ဘူးပြောတာတွေလည်းနားမလည်ဘူး communication skill လည်းမရှိဘူးဆိုလို့ရှိရင်အလုပ်ရမှာမဟုတ်ဘူးဆိုတော့အဲ့ဒါတစ်ချက်ပေါ့နော်နောက်ချက်ကကြတော့ပါလဲဆိုတော့အလုပ်မှတ်နိုင်ဆိုရင်ပေါ့ချောကြတော့အလုပ်ကိုသွားတယ်တစ်လလည်းနေသားမကြနှစ်လလည်းနေသားမကြသုံးလနေလို့လည်းနေသားမကြတဲ့လူတွေရှိတယ်ပေါ့နော်သုံးလလောက်ကြော်ဝါရင်တော့နေသားကြသွားတာရှိတယ်ပေါ့နော်ဒါပေမဲ့ဂျပန်နေဘက်ကကြတော့ဘယ်လိုလဲဆိုတော့တစ်လတစ်လလောက်တစ်လခွဲလောက်အတွင်းမှာနေသားကြတော့သူတို့ကလိုချင်ကြရတယ်ပေါ့ အဲ့တော့လုပ်တဲ့ကပြောတာပေါ့နော်အလားလားဆိုပိုကောင်းနေတဲ့အဲ့တော့သင်ပေးမဲ့သူကတီးတက်ပတ်ဆက်ပေးပြီးခေါ်လာတာမဟုတ်စီနီယာတွေဝယ်ချင်းချင်းသင်ခိုင်းရတာဖြစ်တဲ့အတွက်မညူညင်တော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါမျိုးရှိပါတယ်ဆိုတော့အဓိကရှိတဲ့နာကတော့ Japanese communication skill နဲ့အလုံးမှတ်နိုင်စွမ်းရှိတယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်။အဲ့တော့ interview တွေပါဖြေတဲ့အခါကျရင်အားတာချက်အနေနဲ့ Japanese data တွေရှိပါတယ်ဆိုပြောလိုက်လို့ရှိရင် okay ။ဘာလဲ။ Hi ဆိုတော့နောက်တစ်ပိုင်းအနေနဲ့私ရဲ့ KKM ပေါ့နော် ကျွန်မရဲ့ခေကန်အတွေ့အကြုံအနေနဲ့ပြောချင်တာပါအလုပ်တွေအများကြီးသွားလျှောက်တယ်ပေါ့နော်အများကြီးပဲမရအောင်ပြောရမယ်ဆိုလို့ရှင်ဘာလို့မရတာလဲပေါ့ဆိုတဲ့ဥစ္စာလေးပြောပြပါမယ်အဲ့တော့အဲကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအသွင်ပြင်ပေါ့နော်ရုပ်ပိုင်းဆိုင်ရာအသွင်ပြင်ဘာလို့ဆိုလို့ရှိလို့ရှင်မျက်နှာမှာအဖူတွေများတယ်ပေါ့နော်ပြောရလို့ရှိလို့ရှင်ဆိုတော့အဲ့လိုမျိုးတွေဖြစ်နေမယ်ဆိုလို့ရှိလို့ရှင်လေအဲအလုပ်မရတတ်ဘူးဘာလို့လဲဆိုတော့ ဘလို့တွေမှာလုံးမရတဲ့ဥစ္စာအလုပ်တိုင်းမရတာတော့မဟုတ်ဘူးပေါ့နော်ဟိုဥမာမျက်နှာအတီးကပြပြီးတော့အယောင်စရေးလိုနေရာမျိုးလို့သိတယ်မလားအစားအသောက်ဟန်ပိုင်းလုပ်တဲ့အနေထားအဲ့လိုမျိုးဆိုလို့ရှိရင်သူတို့ကမျက်နှာတန်တန်ပြပြအဲ့လိုမျိုးဖြစ်နေတဲ့သူမျိုးပို့ပြီးတော့ခေါ်တယ်အဲ့တော့ဖလကတ်ဒီအရှိအလုပ်မှာတော့အတန်ရတွေပါရရတယ်မနော်လက်တွေမှာဆိုတော့တန်ရတွေရှိတဲ့အခါကျတော့ ဒုတိယအင်တာဗျူးဒုတိယတော့မဟုတ်ဘူးเนาะဘယ်နှခုမြောက်လဲတော့မသိတော့ဘူးအဲ့ဒီအင်တာဗျူးကပါမုတ်ဆိုင်ပေါ့เนาะပါမုတ်ဆိုင်ဆိုတော့ Humbai staff အနေနဲ့သူကခံဖို့လို့သူကခေါ်နေတာပေါ့เนาะအင်တာသွားပြီးတော့ပါစေလက်ကတန်ရာတွေကဘာဖြစ်တာလဲညနာကဘာဖြစ်တာလဲအဲ့အဲ့လိုမျိုးတွေမေးတယ်ပေါ့เนาะမေးတဲ့အခါကျတော့တိတ်ပြီးတော့မကြိုက်တဲ့ပုံစံမှရှိတယ်ဆိုတော့ကိုသွားလျှောက်တဲ့အလုပ်နဲ့ပဲက အဲ့လိုမျိုးပေါ့နော်အဖို့တို့ဒဏ်ရာတို့တိတ်မကြိုက်တာမျိုးဆိုလို့ရှိရင်မရတက်ဘူးအဲ့လိုလည်းရှိရပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့အင်တာဗျူးသွားပြည်တဲ့အခါချလို့ရှိရင်အလှပြင်နဲ့မပြင်တဲ့ကိစ္စပေါ့သူတပြင်းမိန်းကလေးတွေပေါ့နော်ဆိုတော့အလှလေးပါလေးပြင်တာကတော့ပို့ပြီးတော့စင်ပြေတာသူတို့ရဲ့ခင်ကျင်းမှုတစ်ခုတည်းမှာပါတယ်ပေါ့နော်ဆိုတော့ဘာလို့လဲကတော့အလှမပြင်သွားတာများဘာဖြစ်လဲဆိုတော့မပြင်တတ်ဘူးမပြင်တတ်တာ လေနောက်တစ်ခုအဲ့လိုမျိုးပေါ့နော်မျက်နှာမှာအဲ့လိုမျိုးဖြစ်နေတဲ့အခါကျတော့အလားပြင်လဲဘာမှမထူဘူးပေါ့လို့ကိုယ့်ကိုယ်စိတ်ကအဲ့လိုမျိုးဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒါတွေလည်းပါတယ်ပေါ့ဒါကတော့ပြန်ပြီးတော့ကြားရတဲ့အားတွေပေါ့နော်အဲ့လိုတွေလည်းရှိတယ်ဆိုတော့အလားလေးပါလေးပြင်ပြီးတော့ထိချသွားတာကောင်းတယ်နောက်တစ်ခုကကျတော့စပင်းနဲ့ပတ်သက်တဲ့ဟာဖြစ်ပါတယ်စပင်းနဲ့ပတ်သက်တဲ့ဟာပါလဲဆိုတော့ဒါကတော့အလုပ်တွေစီကနေပြန်ပြောတာမဟုတ်ဘူးပေါ့နော်ကျွန်မတို့မျိုးတွေကပြောတာပေါ့နော်ခေါင်းလျှော်ပြီးတော့သွားတယ် င်တာဗျူးဖြစ်မယ်နေပါတယ်ခေါင်းလျှော့ပြီးသွားတယ်မှန်တယ်လေခေါင်းလျှော့ပြီးသွားတယ်တန်တန်မြဲမြဲနဲ့သွားကြလို့သွားတယ်ဒါမှမဟုတ်စပင်းကခေါင်းလျှော့ပြီးသွားလို့ရှိလို့ရှိရင်အဲ့လိုမွားပြီးတော့ဖွာသွားတာမျိုးရှိတယ်လေအဲ့ဒါပြောရလို့ရှိရင်တော့တန်တန်မြဲမြဲလေးလာတယ်ဆိုတဲ့အမြင်ပေါ့နော်ကိုယ်ရဲ့ကိုယ်စိတ်ထဲမှာတော့ပေါ့နော်ဒါပေမဲ့သူတို့ကြတော့အဲ့လိုမဟုတ်ဖြစ်ကလစံထွက်လာတယ်လို့ခံစားရတာမျိုးရှိတယ်ဘာလို့စပင်းတွေကလို့မွားမွားလို့ဖြစ်နေလို့ပေါ့နော်ခေါင်းလျှော့လာမှန်းသိတယ်ဆိုပေမဲ့မတက်ရက်ဘူးပေါ့အဲ့လိုမျိုးအမြင်နေမြင်တာလည်းရှိတယ် ဆိုတော့အဲ့ဒါတွေကနေပြီးတော့လုံမရခြင်းတွေဖြစ်စေပါတယ်။အဲနောက်တစ်ခုကကြတော့ဘာလဲဆိုတော့အဲ့ဒါကတော့ပြောရရင်ဒီအပြင်းပိုင်းပုံတံပေါ့နော်။နေပတ်သက်တဲ့ကိစ္စပါ။လူတိုင်းအဲ့လိုဖြစ်နေမရနိုင်ဘူးဆိုတော့အဲ့ကိုတော့ကတော့အဲ့လိုမျိုးတွေဖြစ်လို့မရတာပေါ့နော်။နောက်တစ်ခုကဘာလဲဆိုတော့စကားပြောတဲ့အခါမှာတောင်းဆိုချက်မင်းမင်းရဲ့ချက်တို့အဲ့ဒါတွေပေါ်မှာလည်းမူတည်တယ်။ဥပမာစနေတနင်္ဂနွေမလုပ်ချင်ဘူး။အဲ့ဒါသေးကြတယ်အဲ့အလုပ်ကမခံဖို့တော်တော်များပါဘူး။ ဘာလို့ဆိုတော့စနေတနေ့မလုပ်ချင်တဲ့သူတွေအများကြီးပဲရှိရလေ။အဲ့မှာမှာစနေတနေ့တွေလုပ်ချင်တဲ့သူကိုသူတို့ကခေါ်တယ်ဆိုရင်ကွာစနေတနေ့မလုပ်ချင်ဘူးဆိုရင်ပါတော့အဲ့အဲ့လိုမျိုးရှိရင်ဟိုမှာညနောက်ကျပြီးတော့မပြောင်းချင်ဘူးလို့ပြောလိုက်တယ်ဆိုရင်လည်းအဲ့လောက်ကမရဘူးများသွားတာမျိုးပေါ့။အဲ့လိုမျိုးတွေရှိပါတယ်။ဆိုတော့ကိုယ့်ရဲ့တောင်းဆိုချက်တွေကအာတတတတဖြစ်ဖို့များနေတယ်ဆိုလို့ရှိလို့ရှိရင်လည်းအလုံးမရတတ်ပါဘူး။ဆိုတော့ဒါတွေကိုသိခနိုင်နေဆိုလို့ရှိရင်တော့အလုပ်တွေရပါတယ်။အဲ့တချို့ဆိုလို့ရှိရင်ဘာလဲရဲ့ classmate တွေဆိုလို့ရှိရင် အလုတ်က၃ခုလောက်ထိအင်တာဗျူးအောင်နေသူတွေတော့ရှိတယ်။အားကြစရာကြီးပေါ့နော်။သူကဘလို့အခြေအနေပဲဖြစ်ဖြစ်သွားနိုင်လာနိုင်နေရတယ်ဆိုတဲ့အနေအထားမျိုးတွေပေါ့နော်။အကုန်အစင်ပြေတယ်ပေါ့ပြောရရင်။အဲ့ဒါမျိုးတွေလည်းရှိပါတယ်။ဆိုတော့ဒါအလုတ်မရတာနဲ့ပတ်သက်ပြီးတော့အဲ့ဒီအချက်တွေကြောင့်ပါ။ဟဲ့နောက်တစ်ခုအလုတ်နဲ့ပတ်သက်ပြီးပြောချင်တာက application တွေရရှာတာအစင်ပြေလား။ ကွက်ကွက်ရှာတာအဆင်ပြေလားအဆက်သွင်းနေသွားတာအဆင်ပြေလားပေါ့အဲ့လိုတွေရှိတယ်ပေါ့နော်ဆိုတော့ရောက်ကစားတော့ဆိုရင် Violet ရဲ့ဝင်းဝဲမှဒီမှာရှိရဆိုသူ့ရဲ့အဆက်သွင်းနေအဲ့လိုမျိုးရမယ်လို့ထင်လာတာပေါ့နော်အဲ့မားနဲ့ပြောရမှာဆိုရှင်အဲ့လိုမျိုးမရှိဘူးအဲ့တော့အဆက်သွင်းနေရတယ်ဆိုတော့မရှိဘူးဆိုတော့လောကမရှိတာမဟုတ်ဘူးမူတည်နေရပေါ်မှာမူတည်ဥမာပြောပေးပြီးတော့မှအလုပ်သွင်းလို့မရပဲနဲ့ကိုကကိုသွားရှာကွက်ကွက်အင်တာဗျူးဖြေကြိုက်တော့မှအခေါ်ခံရအဲ့လိုမျိုးဥစ္စာအပေါ်များတယ်အဲ့တော့ ဲ့ဒီအဆက်အသွယ်နဲ့ဝင်နေဆိုတဲ့ဥစားကတော့ဒါ share တော့ share ကြီးပေါ့နော်တိတ်လို့မပြောတတ်ဘူးနောက်တစ်ခု application တွေက share လာနေကိုယ်တိုင် share လာနေပေါ့နော် backlog ကတော့ကိုယ်တိုင် share လာအောင်အားပေးပါတယ် application တွေကရေးထားတဲ့ဥစားကို share တာလေအများကြီးပဲလုပ်ခဲ့တယ်ဘာဖြစ်လဲဆိုလို့ရှိရင် indeed ဆိုတဲ့ application ရှိရဲ့အဲ့ဒါ indeed ဆိုတဲ့ application ဆိုလို့ရှိရင်အလုပ်တွေအများကြီးပဲအဲ့ထဲမှာတင်ထားတယ်ဆိုတော့အဲ့ဒီဥစားကိုတုံးတယ်ပေါ့နော်တုံးတယ်အများကြီးပဲ share တယ်အင်တာဗျူးတော့ဖြေတယ်အဲလွှဲချော်သွားတာတွေလေအများကြီးပဲပေါ့နော်ဒါပေမဲ့ အမှန်ကန်နေပါကောလောအမှန်ကန်နေပဲအဆင်ပြေတယ်လှုပ်ကြည့်ပါလှုပ်ကြည့်ပါဒါမဲ့ဘာလကတော့အရင်ဒီကနေမရပဲနဲ့ကိုယ့်အကိုအပြင်မှာရှာတဲ့အချိန်မှာမှရသွားတာပေါ့နော် application application တွေမကောင်းလို့ပြောဘာလတကယ်ချင်းနေတယ်မှာ application တွေကနေတော့ရှာလို့ရသွားတယ်ဆိုတာတွေလေအများကြီးပဲရှိတယ်အားကြောင့်မလို့ဒါ application အကြောင်းလည်းပြောပြမယ်ပေါ့နော် indeed ဆိုတဲ့ application အဆင်ပြေတယ်ဘာလအဲ့ရနေပြီးတော့မှစုံစမ်းပြီးတော့အပြင်နေမှာ interview တွေ live ဖြစ်အများကြီးပဲလုပ်ခဲ့ဘူးတယ် နောက်တစ်ခုကကျတော့ Bytoru ဆိုတဲ့ application Bytoru ဆိုတဲ့ application လည်း share ပဲပြောပါလို့ရှင်သူသူသူစီကနေပြီးတော့မှတော်တော်များများ interview သွားဖြည့်ရတယ်ဆိုမျိုးပေါင်းမျိုးတွေဒီနားတဝက်ကမျိုးတွေအကုန်လုံးရောက်သွားတယ်ပြောရမယ်ဆိုလို့ရှင်လေလူတွေတော်တော်များများလည်းစကားပြောလိုက်ရပြီးတော့ interview ဆိုတဲ့ဥစ္စာကိုတော့ယူပါတယ်နော်အဲ Bytoru ဆိုတဲ့ application ကိုလည်း recommend ပေးပါတယ်ရှာကြည့်ပါလူတိုင်းလူကိုယ်တိုင်းလည်းရှာ application နဲ့လည်းရှာနောက်ထပ် application တစ်ခုက Talk Walk Tawwalk ဆိုတဲ့ application ပေါ့နော်အဲ့ဒီ Tawwalk ဆိုတဲ့ application လည်းလူတော်တော်အဆင်ပြေဒါကတော့လူတော်တော်များသုံးကြတဲ့ application သုံးခုပေါ့နော်သုံးကြည့်လိုက်တာအဲ့ဒါ၄ပါဆိုတော့အဲ့ application သုံးခုကတော့သုံးမှုတယ်နောက်တစ်ခုကကြတော့ဒီတိုင်း social media မှာကြည့်နေတဲ့ agency agent agent တွေရှိရမလားလူရှာပေးတဲ့ဟာတွေရှိရမလားအဲ့ဒီတက်လာလို့ရှိရင်အဲ့ဒီတွေကိုပုံစံပြီးတော့မေးတာတွေပါအကုန်လုပ်တယ်အကုန်လုပ်ခဲ့လိုက်တဲ့ခါကျအဲ့ဒီကလူတွေကလည်းအလုပ်ရှာပေးပြီးတော့ချိတ်ဆက်ပြီးတော့ ဒီနေရာကိုလာခဲ့ပါဒီနေရာမှာအဲ့ဒါမျိုးတော့ဖြည့်ပါအဲ့လိုမျိုးတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒီဆက်သတိထားမှာ application မဟုတ်ဘဲနဲ့လုံးဖုံးဆက်ပြီးမေးတာဖြစ်တဲ့အတွက်ကလင်ကချင်းဖြစ်ဖို့ရာခိုင်နှုန်းကတော်တော်များတယ်နော်အဲ့တော့ violet တော့ကလင်ကချင်းနဲ့တော့မကြုံတော့မကြုံဘူးကလင်ကချင်းဖြစ်ဖို့ရာခိုင်နှုန်းတော်တော်များတယ်သတိရထားအောင်လို့ဖုံးဆက်ပြီးပြောရစေကိုကဘာသာစကားလည်းသိနားမလည်ခဲ့ဘူးဆိုလို့ရှိရင်ကြောက်ဖို့ကောင်းတယ်သူတို့ကအဲ့လိုမျိုးမလဲမဝဲဆိုပိုသိတယ်ကွာဆိုတော့ကိုတွေတော့မလဲမဝဲတော့မဖြစ်ခဲ့ဘူးပေါ့နော် အကုန်လိုက်မေးလိုက်ပြီးတော့တွားရဆိုတော့အဆင်ပြေပါတယ်ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့တော့လိုပုံစံပြေးမေးရတော့တိတ်တော့အားမပေးဘူးဆိုပေမဲ့ခုန application ၃ခုစမ်းကြည့်ပါဘောနော်ပြီးတော့လူကိုယ်တိုင်ရှာတာပေါ့လူကိုယ်တိုင်ရှာတာဘယ်လိုရှာရမလဲပေါ့ရွာရိုးကိုပေါက်ရှောက်ပြီးရှာခိုင်းတာကိုပြောတာပါအဲ့တော့ရွာရိုးကိုပေါက်ဘယ်လိုရှောက်မလဲကြောင်းနဲ့နီးတဲ့အလုပ်ကိုလုပ်မှာလားအိမ်နဲ့နီးတဲ့အလုပ်ကိုလုပ်မှာလားဒါပဲတွေးပါကျန်တာမတွေးနဲ့ဘာလို့လဲဆိုတော့ကြောင်းနဲ့အိမ်နဲ့ရဲ့ယထား ယထားစီးမယ်ဆိုလို့ရှိရင်ပေါ့နော်စပိန်နဲ့သွားတဲ့သူတွေခဏနေနော်ယထားစီးမယ်ဆိုလို့ဆိုရှင်အိမ်နဲ့ကျောင်းနဲ့ဂျားနဲ့ဗူတာတွေမှာလုံလုံမလားကျောင်းသားမှာလုံမလားအိမ်သားမှာလုံမလားအဲ့ဒါပဲစဉ်းစားတဲ့နေဘာလို့ဆိုတော့ thinky can လို့ခေါ်တဲ့ယထားလက်မှတ်ပေါ့နော်ယထားကတ်ဒီလာလာပြီးဝယ်တဲ့ခါကြလို့ဆိုလို့ရှိရင်တလောက်ရှစ်ထောင်လို့ဘာလို့ပေးရတယ်မလားပေးရတဲ့ခါကြတော့ဒီအလောက်ကနေမျိုးခိုးဆူးဟိဆိုတဲ့ဥစားပေးတယ်လေ သွာလာစီပေးတယ်ပေးတဲ့ခါကျရင်သူကအနှုတ်နဲ့အိမ်ကိုပဲပေးတာကျောင်းလည်းပါမဆိုင်ဘူးနော်သူတို့နဲ့အဲ့တော့အနှုတ်နဲ့အိမ်ကိုပဲပေးတာဖြစ်တဲ့သူကကျောင်းဖြစ်ဖြစ်အလုပ်ဖြစ်ဖြစ်ကလမ်းကြောင်းတူနေတယ်ဆိုလို့ရှိလို့ရှိရင်အဆင်ပြေတယ်အဲ့တော့အလုပ်ကိုကျောင်းနဲ့အိမ်နဲ့ကြားထဲမှာဆိုလို့ရှိရင်တော့အကောင်းဆုံးပေါ့ပြောရမယ်ဆိုရင်ကျောင်းနဲ့အိမ်နဲ့ကြားထဲကပူတာတွေမှာလုပ်တယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပေါ့အဲ့လိုဆိုလို့ရှိရင်ကိုဆူရီလေ တတတတတယ်လို့ပြောရမှာပဲလေဥမာလမ်းကြောင်းမတူဆိုကိုကချေးရမှာလေကြောင်းသွားတဲ့ခါကျရင်အဲ့တော့အလုတ်ကချေးပြီးတာဖြစ်တဲ့တတတယ်ဆိုတော့အဲ့ဒါလေးကတော့ highly recommend ပေါ့နော်အဲ့လိုပုံစံမျိုးအလုတ်ကိုရှာပါအဲ့တော့အရှားတွေကပူတာတွေစင်းပြီးတော့လမ်းနေလမ်းနေတယ်ဟိုရှောက်သွားသွားပြီးပါအဲ့မှာဘိုလ်ရှူချူလို့ခေါ်တဲ့နော်အလုတ်ခတ်နေပါတယ်ဆိုကတ်ထားလို့ရှိရှင်ဝင်သားမေးအဲ့ဆိုလို့ရှိရင်လုံးဝအဆင်ပြေဆိုတော့ ဗိုင်လက်ကလည်းလိုပဲလိုက်မေးတာပေါ့နော်လိုက်မေးတော့ဗိုင်လက်ကတော့ဒီကြောင်းသားမှာပဲရှာလိုက်တယ်ပေါ့နော်ဂျာရီရဲ့ဘူတာတွေကိုသွားတော့သွားပဲမဲ့ကြောင်းသားမှာရသွားတာပေါ့ပြောပါလို့ဆိုလို့ရှိရင်ကြောင်းသားမှာလို့ပိုရှူးရှူးဆိုရေးထားတဲ့ခါကျရင်ဝင်မေးတာပေါ့နော်မကြောက်နဲ့ဘာမှမဖြစ်ဘူးနားလေတယ်ဆိုရင်ပေါ့နားလေတယ်သူတို့ကလည်းအေးစစ်စစ်ဖြစ်ဖြစ်စီပဲပြန်ပြောတာဆိုအဆင်ပြေပါတယ်အဲ့လိုမင်းနဲ့ရှာသွားတာပေါ့ပြောပါမယ်ဆိုလို့ရှိရင်ဘူးဆိုလို့ရှိရင်ရှာရင်ရှာရင်လည်းဘာဖြစ်သွားလဲဆိုတော့ဘူတာမှာ ဝါကာရှိယလို့ခေါ်တဲ့ဂျပန်မုတ်ဆိုင်ပေါ့နော်ဂျပန်မုတ်ဆိုင်ပေါ့မှာမြန်မာမှာဆိုလို့ရှိရင်မုတ်ကျွဲသေးတို့တာကူတို့တာကူပြင်လားအဲ့လိုမျိုးဟာတွေလိုမျိုးပဲဂျပန်မုတ်ဆိုင်ပေါ့နော်မဆိုးဘောဆိုင်လေးရတန်တန်ပြပြန်နေပေါ့ဆိုပြီးတော့ဘိုးရှူးရှူးဆိုလို့ရှောက်လိုက်တယ်ရှောက်လိုက်တော့ဖုံးပြန်ဆက်ပြီးမင်းဆိုပြောတယ်အဲ့တော့ဖုံးပြန်ဆက်တယ်ဒီအိတ်ကီမှာတွေ့ဒီဘူတာမှာတွေ့ခဲ့တာမလားတဲ့ခေါ်စာဦးတဲ့အဲဟုတ်တယ်ပေါ့တမဲနဲ့အဲ့မှာခေါ်စာကတ်ထားတယ်ဆိုမဲ့တကယ်ဟာတဲ့ ခါနေသားဒီစိမ့်မှာလောက်ရမှာတဲ့အဆင်ပြေလားတဲ့မပြေဘူးလို့အဲ့တော့ကိုလင်းနေနေရနေဟာနေသားလေးစိတ်ဒီအနည်းဆုံး2နာရီဝင်းကျင်လောက်သွားရမှာကွာသွား2နာရီပြန်2နာရီဆို4နာရီဆိုလုံးဝအဆင်မပြေတဲ့ကိစ္စပဲလေနော်ဆိုတော့ဒါမျိုးကြတော့လေပြန်ညင်းရတာဆိုတော့အလိုရနေကြုံမှုတယ်ပေါ့နော်ဆိုတော့ဒေချာစစ်ဆေးပြီးတော့ရှာပါအဲ့တော့လှုပ်ရှားမယ်နီးတယ်လေပြပြပြီးသွားပြီးရှားတယ်နီးတယ်လေပြပြပြီးမရတဲ့နီးတယ်လေ ပြောပြပြီးသွားပြီပေါ့နော်ဆိုတော့တို့ကနိုင်ငံသားတွေဆိုလို့ရှိရင်အလုံးမမမြဲဘူးလို့သိရမလားဖြစ်ကြတဲ့ဆန်လုတ်တယ်လို့အဲ့လိုမြင်တာတွေကလည်းအများကြီးပဲရှိတယ်အားကြောင့်မလို့ကိုကတခြားနိုင်ငံရောက်သွားတဲ့အခါမှာကိုမျက်ခွက်ကကိုနိုင်ငံမျက်ခွက်ပဲပေါ့နော်ပြောရရင်အဲ့တော့ကိုကိုကကိုနိုင်ငံပဲဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကိုကောင်းထဲမှာထည့်ပြီးတော့လှုပ်လှုပ်တဲ့ခါကျရင်လေတေချာလေးစိတ်နှစ်ပြီးတော့တေတေချာချာလေးပေါ့ကောင်းကောင်းမွန်မွန် လှုပ်စေချင်ပါတယ်လို့ဒါကတော့ဒီနေရာကနေတိုက်တွန်းတာပေါ့နော်ဒါပါပဲဆိုတော့နောက်တစ်ခုအလုံးနဲ့ပတ်သက်ပြီးတော့သုံးရမယ့်ဂျပန်စလုံးနေနဲ့ပတ်သက်တဲ့ဟာလေးလေးတင်ပေးသွားပါမယ်ဆိုတော့ channel ကို subscribe လေးလုပ်ပေးပါအောင်နော်အဲ့တော့သုံးဝင်နေဆိုလို့ရှိရင်လည်းတကယ်ချင်းနေစီကို share ပေးသွားလို့ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟာဟိကြော်ညာအနေနဲ့ကတော့ chat video တွေနဲ့နောက်မှပြောရတဲ့အချိန်မှာလာလိုက်စကားပြောတဲ့အနေရှိပါတယ်ပေါ့နော်ဆိုတော့တက်ချင်တယ်ဆိုလို့ရှိလို့ရှိရင်တော့ VE Japanese ဆိုတဲ့ page မှာလာပြီးစုံစမ်းမိလို့ရပါတယ်။နောက်က description description မှာလည်း link လေးချပေးတာပါမယ်ပေါ့နော်။အဲ့အနေတစင်းလာပြီးရပြလို့ရပါတယ်။ဆက်နောက်ထပ် video ကလည်းဒီလိုပဲ language school နဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေရော စာသင်ခန်းစာတွေရောဇက်ပြီးရတင်ပေးသွားပါမယ်။အိုက်ကြာနေ။